ဝါကြီးယဟန်တပါတပါတပါပါပေါ့နော်ဖေဟုတ်ပြီလူထက်ပြီးတော့အေတောင်ပြုတ်သွားလျင်အမျိုးသမီးအားလူတွေအထင်လဲပြီးတော့ရှုတ်ချခဲ့ရကြပါတယ်ဖေအဲ့လေလူထွက်သွားဟိုဘုန်းကြီးလူကလူထွက်ပြီးမိမယူတယ်မိမကိုအမျိုးသမီးကိုလူတွေကဝိုင်းအပြစ်တယ်သာသနာဖြတ်မှဆိုပြစ်တင်တာလေအဲ့တော့ဟုတ်ပြီသိချင်တာပါသိချင်တာလေအာဆိုတော့အဲ့အမျိုးသမီးကအဲ့ရအကုသူရဲ့အကျိုးပြစ်လားဗျာသူ့မှာအကုသူဖြစ်လားဗျာအဲ့ရအကုသူဖြစ်လားဆိုအမျိုးသမီးကိုပြောတာအမျိုးသမီးဘုန်းကြီးကိုယူတဲ့အမျိုးသမီးလားမှန်ပါဗျာအတိတ်ကဗျာဟိုက ဟိုမေတ္တာများတဲ့အချိန်မှာဆိုရင်ဘုံကြီးကဘုံကြီးဘွားပဲရှိသေးတယ်ဖေ။အေးဟုတ်ပြီ။အဲ့ဒီအချိန်မှာဆိုရင်မေတ္တာများတဲ့အနေထားကိုကြော်ဖြတ်ရမှာဆိုတော့အဲ့မှာအပြန်လန်ဘလို့အာကုတ္တူဘုံကြီးဘက်ကလည်းဘလို့အာကုတ္တူဖြစ်ပါလားလေဖေ။ဘုံကြီးဘွားနဲ့ရည်စားထားမှာတော့အာကုတ္တူဖြစ်နေပြီပေါ့နော်။ပြီးတော့ဟိုအမျိုးသမီးဘက်ကရောဘလို့အပြစ်တွေဖြစ်ပါလားလေ။ဟုတ်မလို့ပါဘူးလေဘုံကြီးတစ်ပါးရဲ့တီလာကိုဖြစ်စေသလိုဖြစ်မှာပေါ့နော်။မကောင်းမှုလေးပေါ့နော်။ခြောင်ရမှာပေါ့လေ။ဒါတန်ခါတစ်ပါးဆိုရင်တော့အမျိုးသမီးနေနဲ့ခြောင်သိမ့်တယ်လေ။ဟုတ်ပါတော့ဒါကသူ့မှာထိန်းရမယ်တီလာဆိုတာရှိတယ်။အဲ့တော့ ညီဆက်ထားခြင်းလည်းကိုယ့်ကိုလွတ်လွတ်ကင်းကင်းထားပေါ့သာသနာဝင်လာမပတ်သက်နဲ့ပေါ့နော်အဲ့တော့ဘုန်းကြီးဘက်ကလည်းမဆောင်စည်းကင်တော့မှအမျိုးသမီးဘက်ကလည်းခြောင်ရမှာပေါ့နော်နှစ်ဖက်လုံးတော့ခြောင်သင့်ပါတယ်ဒါနဲ့ပတ်သက်ပြီးမဟာဒီဆရာကြီးတရားတစ်ခုမှဦးစဉ်တွေ့လိုက်ပါတယ်အဲ့ဒီဘုန်းကြီးလူထွက်လင်မြန်းနဲ့ရောက်ပေါ့နော်ဟိုဆရာတော်အဲ့ဒီဘုန်းကြီးအဲဆရာတော်ရတော့ဒီနာမည်မပါဘူးနာမည်ကြီးဓမ္မဂရိကဆရာတော်တပါးရဲ့တပည့်လို့အဲ့လိုပဲပြောတယ်မာကြီးဆရာကြီးကအဲဒီနာမည်ကြီးဓမ္မဂရိကဆရာတော်ရဲ့တပည့်တပါးကအဲ့လိုမျိုးလူထွက်သွားတာပေါ့နော်လူထွက်ပြီးတော့ ဟိုအမျိုးသမီးနဲ့ရသွားတယ်ပေါ့ရသွားတော့အားလုံးကနှမျောကြတာပေါ့နော်ဒီဖုန်းကြီးဓမ္မဂရီကအဟောပြောကောင်းလိုက်တာဆိုတော့အားလုံးကလည်းနှမျောကြတယ်ပြီးတော့ဟိုအပြစ်တင်ကြတာပေါ့နော်နှစ်ယောက်အပြစ်တင်ကြတယ်သာသနာဖြစ်မှာပါညာအပြစ်တင်ကြတာပေါ့လေအဲ့တော့ဆရာတော်ကြီးကလည်းတော့တိုင်တယ်ဆရာတော်ကြီးကတပည့်ကဘယ်လိုဘယ်လိုပဲဆိုတော့ဆရာတော်ကြီးကလည်းကျွန်တော်နားကြီးလာတာပေါ့နော်အဲ့တော့အဲ့ဆရာတော်ကြီးကပြောတယ်ဆိုအေးတဲ့နေလို့တွေကတဲ့အပြစ်တင်ရှင်နေဆိုရင်လည်းအဲ့ဖုန်းကြီးလူထက်လင်မယားနှစ်ယောက်ကိုအပြစ်မတင်နဲ့သူတို့ရဲ့ရင်ထဲမှာရှိတဲ့လောဘကိရိတာကိုအပြစ်တင်နေတယ်ဆိုတာ ကျွန်တော်ပြောတာလည်းကောင်းတယ်နော် လောဘကိရိတာနှိမ့်ဆက်တာကိုတို့လင်မြန်းနေရောခံလိုက်ရတာတဲ့ကျွန်တော်ကြီးကလောဘကကျွံပေါ့နော်လောဘကသူတို့ကိုခိုင်းနေတာပေါ့လူထွက်ဆိုထွက်လိုက်ရတယ်ယူဆိုယူလိုက်ရတယ်နော်အဲ့တော့အဲ့ဒါလောဘကခိုင်းတာကိုတို့နှစ်ယောက်ကလုပ်နေကြတာတဲ့အဲ့တော့အပြစ်တင်ရှင်ဆိုရင်တို့ရဲ့ယင်ထဲမှာရှိတဲ့လောဘကိရိတာကိုအပြစ်တင်ကြပါလို့ပြောတာအကောကငြိမ်သွားကြတာပေါ့နော်အဲ့အဲ့လိုပါပဲနော်ကျွံနေပါပဲကိရိတာကျွံနေပါပဲ